်မင်္ဂလာပါရှင်ကျမရောဝန်ဒီပါ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်စစ်တပ်ရဲ့ရွေးကောက်ပွဲဝါဒဖြန့်ဇကားကိုဝေဖန်ခဲ့လို့ဆိုပြီးဖမ်းဆီးခံရတဲ့ဒရိုက်တာမိုက်တီဇပိုတယုတ်ဆောင်ကျော်ဝင်းထွန်းနဲ့ဟာတာတယုတ်ဆောင်အုံတိုင်းတို့၃ယောက်တို့ကိုရွေးကောက်ပွဲနှောက်ရက်ဟန်တာဖျက်ဆီးခြင်းကနေကာကွယ်ပေးရေးဥပဒေအရထောင်ဒဏ်9နှစ်စီချမှတ်လိုက်တယ်လို့ DVV ရဲ့သတင်းရင်းမြစ်ကပြောပါရယ် ဟာတာတရုတ်ဆောင်အုံတိုင်းကိုနိုဗင်ဘာလ25ရက်နေ့ကတောင်တကုံတရားရုံးမှာရုံးထုတ်ခဲ့ပြီးနိုဗင်ဘာလ28ရက်နေ့ကဒရိုက်တာမိုက်ဒီကိုရန်ကင်းတရားရုံးမှာရုံးထုတ်ခဲ့တယ်လို့တရုတ်ဆောင်ကျော်ဝင်းထုတ်ကတော့နိုဗင်ဘာလ28ရက်နေ့ကဗဟန်းတရားရုံးမှာရုံးထုတ်ခဲ့လို့သိရပါဗျ။ပထမအဦးဆုံးရုံးချိန်မှာပဲပုံမှန်23ကကြီနဲ့အမြင့်ဆုံးထောင်နဲ့9နှစ်စီချမှတ်ခဲ့တာဖြစ်ပါတယ် ခေတ္တမိုင်းကိုဒုံဆိုင်မြဲသူများဆိုတဲ့ရွေးကောက်ပွဲဝါရဖြန့်ဇလန်းနဲ့ဇလန်းမှာပါဝင်တရုတ်ဆောင်ခဲ့တဲ့သူတွေကိုအော်တိုဘာလ28ရက်နေ့ကလူမှုကွန်ရက်မှာဝေဖန်ရေးသားတာကြောင့်ဆိုပြီးသူတို့ကိုနေအိမ်တွေကနေဖမ်းဆီးခဲ့တယ်လို့အာနာသိန်းစစ်အုပ်စုကအော်တိုဘာလ29ရက်နေ့ကထုတ်ပြန်ခဲ့တာပါစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတွက်ဝါရဖြန့်ဇက်ကားမှာပါဝင်ခဲ့တဲ့သူတွေကို Facebook မှာဝေဖန်ခဲ့တာကြောင့်သူတို့ကိုဖမ်းဆီးဖို့စစ်တပ်ထောက်ခံသူတွေကလှုံ့ဆော်ပြီးတဲ့နောက်ပိုင်းမှာအခုလိုဖမ်းဆီးခြင်းခံရတာဖြစ်ပါတယ်။ ဒါအပြင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဝေဖန်ရေးသားတဲ့သတင်းဌာနတွေရဲ့သတင်းတွေကို like ပေးတာတွေပြုလုပ်လို့ဆိုပြီး driver စပူထုံးသက်လွင်နဲ့ driver အောင်ချမ်းလူတို့ကိုလည်းဖမ်းဆီးထားပြီးတော့ပုံမှန်23ကာဂျီနဲ့အမှုဖွင့်ထားတာဖြစ်ပါတယ်။နိုင်ငံရေးအကျဉ်းသားများကူညီဆောင်ရှောက်ရေးအသင်း AAPB ရဲ့သတင်းချက်လက်တွေရ November 29ရက်နေ့ထိရွေးကောက်ပွဲနှောက်ရှက်ဟန်တာဖျက်ဆီးခြင်းကနေကာကွယ်ပေးရေးဥပဒေနဲ့ဖမ်းဆီးခံထားရတဲ့သူ89ယောက်ရှိသွားပြီဖြစ်ပါတယ်ရှင်။ ရွှေဆိုင်နေအနေနဲ့အယောင်မြင့်တင်ဖို့အတွက်ကံစဲမဲဖောက်တာဒါမှမဟုတ်အလားတူနီးလန့်နေဆောင်ရွက်တာတွေမလုပ်ဖို့ရန်ကုန်တိုင်းဒေသကြီးအဖိုးတန်တထုရွှေရောင်းဝယ်သူများအသင်းကထုတ်ပြန်ထားပါဗျ။မြန်မာနိုင်ငံကနမေရရွှေဆိုင်အများစုဟာရွှေအပြင် ကားအထိကိုမဲဖောက်ပေးတာတွေလှုပ်ဆောင်ပြီးအယောင်မြင့်တင်မှုတွေပြုလုပ်လို့ရှိကြပြီးတော့အခုလိုတားမြစ်တာဟာရွှေစင်းတို့အမြောင်းလဲမဖြစ်စေဖို့နဲ့ရွှေဈေးကောက်ကိုတည်ငြိမ်စေဖို့ရည်ရွယ်တယ်လို့အသင်းကထုတ်ပြန်တဲ့စည်းကမ်းချက်တွေထဲမှာဖော်ပြထားပါဗျ။ ရွှေဆိုင်ရွှေတန်းစင် လုပ်ငန်းနဲ့ရွှေပဒိန်လုပ်ငန်းလုတ်ကင်သူတွေအတွက်အချက်15ချက်ပါစီကဲသတ်မှတ်ချက်တွေကိုအတင်းအထုတ်ပြန်လိုက်တာပါအဲ့ဒီအချက်တွေထဲမှာစံချိန်မီအလေးချိန်တစ်ချက်သား16.3ဂရမ်သတ်မှတ်ထားတဲ့ရင်ညွန်စေးလိုင်စင်ထဲမှာပါတဲ့စိုက်နေရမှာပဲရောင်းချဖို့နဲ့အခွန်ပေးဆောင်ဖို့သက်ဆိုင်ရာစီပင်တရားအဖွဲ့နဲ့စီးပွားကူတန်းဝင်ကြီးဌာနတွေမှာလိုင်စင်လျှောက်ထားဖို့စတဲ့အချက်တွေပါဝင်ပါတယ် ဒီလိုစီကန်းချက်ထုတ်ပြန်တာတွေမတိုင်ခင်ကတည်းကရွှေဆိုင်နေအနေနဲ့စစ်ကောင်စီလောက်ခံတည်ရန်ဇာတာနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဝန်ကြီးဌာနရဲ့အမတ်နှစ်တက်ထူတွင်လုပ်ငန်းကထုတ်ပေးတဲ့ဘောင်ချာတွေနဲ့သာရွှေရောင်းမယ်လို့သတ်မှတ်ထားပြီးဖြစ်ပါရဲ့ရှင်။ တန်မျိုးသားလူမျိုးရေးတမတော် TNL ကလက်လွတ်ဖို့သဘောတူထားတဲ့မန္တလေးတိုင်းမိုးကွန်းမြို့ထဲကိုနိုဝင်ဘာ28ရက်နေ့ညပိုင်းမှာစစ်ကောင်စီတပ်တွေစတင်ဝင်ရောက်နေပြီလို့ပြည်သူ့ကာကွယ်ရေးတမတော်မန္တလေးတာဝန်ရှိသူကိုအောင်စမုံက TVB ကိုအတည်ပြုပါတယ်။စစ်ကောင်စီတပ်တွေဟာပြင်းမင်းနောင်ချိုကြောက်မဲမိုးကွန်းလမ်းတိုင်းဝင်လာတာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီလမ်းပိုင်းကို TNL ကထိန်းထားတာဖြစ်ပြီးဒေသကာကွယ်ရေးအဖွဲ့တွေအနေနဲ့တည်င်းချက်လက်ရယူဖို့တော့မလွယ်တဲ့အခြေအနေဖြစ်ပါတယ်။ မူကုံမျိုးကိုလက်လွတ်မယ်လို့ကြေညာလေကအောက်တိုဘာ29ရက်နေ့ကကြေညာခဲ့ပြီးနောက်ပိုင်းဒေသကာကွယ်ရေးအဖွဲ့တွေကိုသူတို့သတ်မှတ်ထားတဲ့စခန်းကုန်းတွေမှာသာအခြေချခွင့်ပြုထားတာပါ။ လက်တလုံးမှာဒေတာကာကွယ်ရေးအဖွဲ့တွေဟာမြို့ပတ်ချလည်းမှာရှိနေသေးဖြစ်ပြီးဒီအချိန်နဲ့အပေါ်မှာဘလို့တုံ့ပြန်မယ်ဆိုတာအတိမပြုနိုင်သေးဘူးလို့မိုးကိုတပိတ်ကောင်းဆောင်ကပြောပါတယ်။ထဲကလည်းသူကဆက်တွယ်ကုန်ဖြတ်ထားတာ။စတားလင်းတွေဘာတွေကကုန်ဖြတ်ထားတယ်။ကျွန်တော်မနေ့ညနေရတိရတက်လို့ဆိုရင်တော့သူတို့ကားအစီ100လောက်ရှိတယ်တဲ့။မနေ့ကညတုံးချင်းတော့ရောက်ချင်ရောက်မှာသူတို့ဘာမှအတားအဆီးမှမရှိတာ။ဘာယူနီဖောင်းမှလည်းမပြောင်းဘူးဒီတိုင်းပဲလာကြတယ်ပြောတယ်။သူကားအစီ100ကျော်လောက်။ရောက်လောက်ရောက်လောက်ပြီပေါ့ရောက်လောက်ပြီပေါ့။ကျွန်တော်ထင်ပါတယ်900လောက်ရှိမှနေပါပါသူတို့လေ။အများလုံးနဲ့သူတို့ဝင်လာတယ်လို့မနေ့ညနေရကျွန်တော် ော်သိရတာဗောနော်ဒီနေ့တော့ဘာမှမသိရဘူးဆိုအထက်ကလည်းအဆက်အသွယ်ပြတ်သွားပြီလေသူတို့ကခမန်းချေနှစ်နာရီလောက်ထင်တယ်စထွက်တယ်လို့ပြောကျွန်တော်လည်းအဆက်အသွယ်ရတဲ့အချိန်ပေါ့လေတယောက်ကရတဲ့အချိန်အဲ့လိုပြောပြောပြီးသူလောက်၆ဆက်အသွယ်ပြတ်သွားတာကျွန်တော်တို့ဟိုရှမ်းလန်းစုံလေအဲအိုင်နာကနေမှသူတို့စုဖွဲ့တယ်စုဖွဲ့ပြီးတော့ဂိတ်ဖွဲ့ထားပြီးတော့အဲ့လမ်းကြောင်းတိုင်းလာပစီတို့တာပိုင်တို့ပေါ့ဗျာအဲ့ဒီရင်းလေမုတ်ကုတ်လမ်းပေါ့အဲ့လမ်းပိုင်းကနေသူတို့လာတယ်လို့သိရတယ်ကားအစီးတရာကျော်ဆိုတော့ဘယ်လိုကားအစီးတွေလဲတော့ကိုမသိဘူးပေါ့နော်တီအန်အယ်လေးကတော့သူတောက်လျှောက်မျိုးထဲမှာလဲလမ်းတွေပိတ်တာထိလောက်ထားတယ်လေမျိုးတွေကလူတွေပါအသွာလာကန့်တပ်ပိတ်တာလေးတော့ရှိတယ် မုတ်ကုံမြို့မှာ DNA လေးကဆက်ဆံရေးယုံဆက်ပွင့်ထားမှာဖြစ်ပြီးကြောင်မြက်လောက်ွက်တွေကိုလည်းဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ပါတယ်။မုတ်ကုံမြို့မှာတခြားတိုင်းရင်းသားစုဖွဲ့တွေလည်းရှိနေပြီးကြောက်တွင်လုပ်ငန်းတွေဆက်လက်ပတ်နေမှာဖြစ်ပါတယ်။ကျွန်တော်အမြင်တော့လေခုမုတ်ကုံရေမဟုတ်ပါဘူး။တည်ရဲ့သဘောကတော့ဗျာအပိဓာမနိုင်ရင်ကတော့ဒီနေမီတွေကတိမ့်လိုက်လွတ်လွတ်လပ်ရဆိုတဲ့ကိစ္စမျိုးတွေတော့လေဖြစ်နေမှာပေါ့လေ။ထူးဆန်းတဲ့ကိစ္စတော့မဟုတ်ပါဘူး။စစ်တပ်ကအရင်မြေအကုန်လုံးကိုအပိုင်သိမ်းထားပြီးဗျာဒီလေတောင်းထိုးစစ်တွေဘာတွေညာတွေဟိုတောက်လျှောက်လုပ်နိုင်တာမျိုးဖြစ်တာ။နောက်တစ်ခုကကျတော့ဒီစာနယ် ရိတ်ခါစီးဝါရရှိမှုကြတော့လေကျွန်တော်တို့အလဲပိုင်းဒေတာတွေကြတော့ပြည်တွင်းကုံတွေရေးယူပဲအားကူရတဲ့ခါကြတော့စားရိတ်ခါနဲ့ပတ်သက်တူလေပြဿနာတွေရှိတာပေါ့လीနော်ဟိုမတန်တဆဈေးတွေပေးရတာနော်စစ်တပ်ကပိတ်ဆို့လူလွေတာဆိုတဲ့ဟာတွေရှိတာပေါ့ဗျာနောက်တစ်ခုကတော့ဒီတရုတ်ရဲ့ဘန်လိုက်တဲ့ကိစ္စနော်အဲ့ဖြစ်ရလေကျွန်တော်တို့ကပြဿနာရှိတယ်လीနော်မုံကုံမျိုးကလည်းသူတို့ထွက်ခွာမဲ့ရက်တွေမှာဒေသတော်လိုင်းအင်အားစုတွေလုံးဝကြီးမဖောက်ဖို့ TNL ကတားမြစ်ထားပါတယ် မိုးကွန်းမြို့နယ်မိုးမင်းမြို့တွေကို2024ဇူလိုင်လတွင်မှာ GNL နဲ့မဟာမိတ်တွေကတင်ယူခဲ့တာဖြစ်ပြီးတနည်းကြော်အကြာမှာတရုတ်ဆိုရရဲ့ဂျာမန်ဖိအားပေးမှုကြောင့်ပြန်လက်လွတ်ရမယ့်အခြေအနေဖြစ်လာခဲ့တာပါဒီအခြေအနေတွေနဲ့ပတ်သက်ပြီး GNL ပြောရေးဆိုခွင့်ရှိသူကို DPP ကအချိန်ချင်းဆက်သွယ်မေးမြန်းမှုကြိုးစားပေမဲ့လက်ရှိအချိန်ကြီးပြန်လည်ဖြေဆိုတာမရှိသေးပါဘူးကျွန်တော်သုတချမ်းသာပါ ရေကြီးရေရှမ်းမှုရှော့ချရေးစီမံကိန်းတွေအတွက်ရည်ရွယ်ထားတဲ့ American Dollar တန်ပေါင်းများစွာနဲ့ညီများတဲ့ပီဆိုငွေဘီလီယံပေါင်းများစွာပါဝင်ပတ်သက်တဲ့အဂတိလိုက်စားမှုကြီးကိုရှုံချဖို့ဖိလစ်ပိုင်နိုင်ငံသားထောင်ပေါင်းများစွာကနိုဝင်ဘာလ30ရက်နေ့မှာမနီလာမြို့တော်မှာစုဝေးခဲ့ကြပါတယ်။တမရဖာဒီနန်မာကော့စ်ဂျူနီယာရဲ့မျက်နှာဖုံးတွေကိုဝစ်ဆင်ထားတဲ့ဆန္ဒပြသူတွေက ဆိုင်မှုတွေကင်ဆောင်ရင်မြို့တော်တခြားမှာခြိတက်ဆန္ဒပြခဲ့ကြပြီးအရှုပ်တော်ပုံမှာပါဝင်ပတ်သက်နေတဲ့အရာရှိတွေကိုတာဝန်ခံမှုနဲ့အတူအမြန်ဆုံးအရေးယူဖို့တောင်းဆိုခဲ့ကြပါတယ်။အထက်လွှတ်တော်အပါအဝင်အေဂျင်စီအမျိုးမျိုးကစုံစမ်းစစ်ဆေးသူတွေကအများပြည်သူလုပ်ငန်းအရာရှိတွေစောက်လုပ်ရေးအမှုဆောင်တွေနဲ့ဥပဒေပြုအမတ်များစွာရန်ပုံငွေတွေကိုဘေတော့ကမှမပြည့်ပြတ်ခဲ့တဲ့တကယ်မရှိတဲ့တစေစီမံကိန်းတွေစီကိုလွှဲပြောင်းခဲ့တယ်လို့ပြောထားပါဗျ။ အငင်းပွားမှုဟာယင်းနှိမ့်မြုံနံသူတွေရဲ့ယုံကြည်မှုကိုထိခိုက်စေခဲ့တာဖြစ်ပါတယ်။အများပြည်သူအတွက်အသုံးစရိတ်နှိကွေးလာတာနဲ့အမျှတတိယ3လပတ်ရဲ့စီးပွားရေးတိုးတက်မှုက၄နှစ်တာအတွင်းမှာအနိုင်ဆုံးအခြေအနေရောက်လာခဲ့တာကအဲ့ဒီအငင်းပွားမှုရဲ့နောက်ွယ်ကအချက်တစ်ချက်ဖြစ်တယ်လို့သုံးသက်သူတချို့ကထောက်ပြကြပါတယ်ရှင်။ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်ရှင်ကျမကတော့ဝမ်းနေပါ